အားလုံးပဲမင်္ဂလာပါရှင်မက်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အား9.9အဆင့်ရှိတဲ့ငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့်ငလျင်နိုင်ငံခဲ့ရတဲ့ဒေသတွေမှာတိုက်စုံးမှုတွေတိုက်တာနေအိမ်ပြိုကျခြင်းတွေကိုပြည်သူတွေအနေနဲ့ကြုံတွေ့ခံစားခဲ့ရပါတယ်ရှင်အဆိုပါငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းနောက်ဆက်တွဲငလျင်တွေကဒီကနေ့ဒီခက်ဆိတ်ဆိတ်လှုပ်ခတ်လျက်ရှိပါတယ်ရှင်ရင်းနောက်ဆက်တွဲငလျင်တွေထဲမှာအင်အား9နဲ့အထက်ရှိတဲ့ငလျင်တွေလည်းပါဝင်ခဲ့ပါတယ် ထို့ကြောင့်ပြည်သူတွေအနေနဲ့နောက်ထပ်ငလင်ကြီးတစ်ခုကိုကြုံတွေ့ရမလားဆိုပြီးတော့စိုးရိမ်ပူပန်နေရှိနေကြပါတယ်ရှင်။ဘုသူစိုးရိမ်မှုတွေပေါ်ပညာရှင်များကလည်းအမျိုးမျိုးသောသုံးသပ်ချက်များဖြင့်တချို့သောပညာရှင်တွေကငလင်ကြီးနောက်ထပ်တစ်ခုထပ်မံလာနိုင်ခြင်းရှိတယ်လို့သုံးသပ်ထားကြတာရှိတယ်လို့တချို့သောပညာရှင်များကတော့နောက်ထပ်ငလင်ကြီးတစ်ခုလာနိုင်ခြင်းမရှိတော့ဘူးဆိုပြီးတော့သုံးသပ်တာတွေလည်းရှိပါတယ်ရှင်။သုံးသပ်ချက်တွေထဲမှာမှာ မိုးလီဝတ္တပညာရှင်တူဖြစ်တဲ့ဆရာဦးဝင်းနိုင်ကလည်းအောက်ပါတိုင်းသုံးသပ်ထားတာတွေ့ရပါတယ်။၎င်းကတော့အိန္ဒိယမြေတုချက်ယူရေးရှားမြေတုချက်မြန်မာမြေတုချက်တွေကတဲ့တစ်ခုအောက်တစ်ခုရွေလျားတိုးဝင်ဖွတ်တိုက်ရင်ရနေပြီးတော့စကိုင်းပြည့်ရွေကြီးပေါ်ကိုတပြေးပြေးချင်းစုပုံကြလာတဲ့တန်ရှင်တွေကတဲ့2025ခုနှစ်မတိုင်ခင်ကတည်းကအင်အားပြင်းငလင်းနဲ့အင်အားအသင့်တင့်ငလင်းတွေလှုပ်ခတ်ခဲ့တယ်လို့၎င်းကရေးသားခဲ့ပါတယ်။ဆရာအနေဖြင့် ဲ့ဒီငလင်လုတ်ကတ်ခဲ့တဲ့ဟာကိုတုံးတက်တဲ့အခါမှာမှတ်တမ်းတွေကိုဆရာကကိုကားပြီးတော့ရေးသားခဲ့တာတွေ့ရပါတယ်။အဲ့ဒီမှတ်တမ်းတွေအရာအင်အားဖြင့်ငလင်ကြီးလုတ်ကတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းနောက်ဆက်တွဲငလင်ငယ်တွေလုတ်ကတ်ခဲ့တဲ့တာရကတွေလည်းရှိခဲ့ပါတယ်ရှင်။1992ခုနှစ်မှာဆိုလို့ရှိရင်အင်အား6.9အဆင့်ရှိတဲ့ငလင်ကြီးတစ်ခုလုတ်ကတ်ခဲ့ပါတယ်။အဆိုပါငလင်လုတ်ကတ်ခဲ့ပြီးတဲ့နောက်2012ခုနှစ်မှာနောက်ထပ်6.9အဆင့်ရှိတဲ့ငလင်တစ်ခုထပ်မံလုပ်ခဲ့ခဲ့ပါတယ်။ နောက်ပြီးတော့၁၀နှစ်ကျော်အကြာမှာလဲ၂၀25ခုနှစ်မှာခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ငလျင်နဲ့၆တသမခုနှစ်အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာတွေ့ရှိရပါတယ်ဆိုပြီးရေးသားခဲ့ပါတယ်ထို့ကြောင့်သခိုင်းပြည့်ရွေကြီးပေါ်မှာနောက်ထပ်အင်အား၆တသမ၅နှစ်အထက်ရှိတဲ့ငလင်ကြီးတစ်ခုထပ်မံလောက်ကနိုင်မှုအတွက်ဆိုလို့ရှိရင် return period အနေနဲ့၁၀နှစ်ကျော်ကြာစောင့်ရအောင်မယ်ဆိုပြီးဆရာကရေးသားထားတာတွေ့ရပါတယ်ရှင်။အင်အား၈နဲ့၈အထက်လောက်နိုင်တဲ့ငလင်ဆိုလို့ရှိရင် အတိလိုအားမျိုးပြန်ဖြစ်ဖို့အတွက်နောက်ထပ်နှစ်ပေါင်း40နဲ့50နှစ်လဲစောင့်ရနိုင်ကြောင်းဆရာကသုံးသပ်ရေးသားထားတာတွေ့ရှိရပါတယ်ရှင်။ဘာကြောင့်မလို့ဆရာကရေးသားထားတာကတော့ဒီမက်လ28ရက်နေ့မှာ7မိနစ်ချားပြီးတော့သာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနှစ်ကြိမ်ကြောင့်မလို့ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေလိုမျိုးနောက်လာမဲ့9နှစ်10နှစ်20နှစ်50တွေမှာ ထပ်ပြီးဖြစ်မလာဖို့အတွက်ကိုပဲစိုးရိမ်ကနေဆိုပြီးဆရာကရေးသားထားတာတွေ့ရပါတယ်။ထို့ကြောင့်ဆရာကနောက်ထပ်9နှစ်ဆက်နဲ့အနှစ်20အနှစ်90တွေမှာလှုပ်ခတ်မှန်ငလင်းတွေအတွက်ဗာနီးပညာတွေကိုထပ်ပြီးတော့သင်ထားဖို့လိုမလဲ။ဘယ်သူတွေကသင်ကြရမလဲ။ရှာဖွေကယ်ဆယ်ရေးတွေကိုဘယ်လိုလုပ်မလဲ။ပြန်လည်ထူထောင်ရေးတွေကိုဘယ်လိုလုပ်မလဲဆိုတဲ့အချက်တွေကိုပဲစိုးရိမ်ပူပါမှုလိုတယ်လို့ရေးသားထားတာတွေ့ရှိရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။